that's the that's where they came from ဒီလိုညာကြီးမိုးချုပ်အခြေအနေမှာပေါ့နော်ဒီလိုလူတွေထောင်ပေါင်းများစွာနဲ့ရှိနေတာကြီးကတော့အန္တရာယ်တော့များတယ်ခက်ရန်ထိခိုက်မှုတွေဖြစ်ပေါ်နိုင်တယ်အလုံးမင်းမင်္ဂလာပါဒီကနေ့မှာတော့ရောက်ဒီမျိုးကကြားပြန်လုပ်ငန်းနှိမ်နင်းမှုရဲ့နောက်ွယ်မှာကင်လက်နဲ့ကင်တွေအချင်းချင်းပြိပခါပုံမိုးတင်းမာလာတဲ့အကြောင်းနဲ့ဒီကြားပြန်နှိမ်နင်းရေးကနေဖန်စီရမိထားတဲ့နိုင်ငံတကာကလာရောက်လောက်ကင်သူတွေ င်းလက်ပံမြွာမှာတောင်းတင်နေတဲ့အကြောင်းတွေးနေတော့မှာဖြစ်ပါတယ်။မြောက်ဒီနယ်ဆက်ဒေသကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတော်လိုင်းနယ်မြေစစ်ပွဲနယ်မြေဖြစ်ခဲ့တာပါ။ဒါပေမဲ့အခုချိန်မှာတော့စစ်ပွဲကစစ်ကောင်စီနဲ့တော်လိုင်းရင်တမားတယ်ဖြစ်တဲ့စစ်ပွဲကတသက်ကရင်လက်နက်ကိုင်ညီကိုတွေချင်းချင်းဖြစ်တဲ့စစ်ပွဲရဲ့တသက်နှစ်ခုဖြစ်နေပါပြီ။ဒါကြောင့်ကရင်ညီကိုတွေချင်းချင်းကြားတော်လိုင်းရင်တမားချင်းချင်းကြားမှာဖြစ်ပွားနေတဲ့ငွေကြေးနဲ့ကျိုးစီးပွားစစ်ပွဲလိုမျိုးဖြစ်လာပါပြီ။ ဒီဘွားကရကတော့ကင်ပီနယ်မြောက်ဝရီမြို့တောင်ဘက်ကမင်းလက်ပံရွာနီးမှာပါ။နေဆက်ဒေသတခြားမှာရှိတဲ့စစ်ကောင်စီကိုထောက်ခံနေတဲ့လက်နက်ကိုင်ဖွဲ့ချုပ်ကဒီတရုတ်လူစုကိုင်းနေနဲ့ပေါင်းပြီးတော့အကြီးစား online ငွေလိမ်ကိုင်းတွေကိုလဲပက်နေတာကြားပါပြီ။နိုင်ငံတကာဖိအားတွေရှိခဲ့ပေမဲ့ဒီလုပ်ငန်းတွေက နေဆက်တခြားမှာလှုပ်ဝက်စွာရှင်သန်ခဲ့တာကြားခဲ့ပါပြီ။နိုဝင်ဘာ21ရက်နေ့မှာ KNL တပ်မဟာ6ဦးဆောင်တဲ့ဦးပေါင်းတပ်တွေကစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မင်းလက်ပံရွာနီးကကြားပြန်စကန်းကိုစောင့်ချက်ပေးနေတဲ့ DKP တပ်ဖွဲ့ဝင်တွေကပြစ်ခတ်မှုစတင်ခဲ့တယ်လို့သိရပါတယ် KNL ပူးပေါင်းတပ်တွေကပြန်လည်တိုက်ခိုက်ပြီးတော့အဲ့ဒီကြားပြန်စကန်းကိုဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တာပါဓာတ်လည်းအနေနဲ့ကတော့ DKP တပ်ဖွဲ့ဝင်200ကျော် လက်နက်ချဖမ်းခံပြီးတော့ DKP တပ်မှုဝဒခွားသီးကတော့ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်အရေးကြီးဆုံးကတော့နိုင်ငံပေါင်းစုံကပြန်ပေးဆွဲခံထားရတဲ့ဒါမှမဟုတ်အဲဒီ online ငွေလိမ်ငန်းကိုလာရောက်လုတ်ကင်ဖို့အတွက် ရောက်ရှိနေတဲ့လူ2000ကျော်ပါဝင်တဲ့အကြီးစားကြားဖြန့်လုပ်ငန်းခွင်ကိုဖော်ထုတ်နိုင်ခဲ့တာပါဒီတိုက်ပွဲကခရင်ပြည်သူတွေအတွက်နာကျင်စရာလို့ပြောရမှာပါနှစ်ဖက်စလုံးကခရင်လက်နက်ကိုင်လူတပ်ဖွဲ့တွေဖြစ်ကြပြီးတော့ခရင်မျိုးသားရေးအဖွဲ့အစည်းဆိုတဲ့ပေါင်ကနေရောက်ရှိလာတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဒါပေမဲ့ရာဇဝတ်မှုစီးပွားရေးရဲ့တမမှုအောက်မှာခရင်လက်နက်ကိုင်ချင်းချင်းပြိပခဖြစ်လာခဲ့ပါတယ်ခရင်မျိုးသားစီယုံ KNU ကတော့ဒီလောက်ရက်ကနိုင်ငံတကာရဲ့ ဆွဆွဲပိတ်ဆို့မှုခံထားရတဲ့ရာဇဝတ်မှုစီးပွားရေးကိုအကာအကွယ်ပေးနေတဲ့ဖွဲ့စည်းတွေနဲ့သူတို့ရဲ့လမ်းကြောင်းကတခြားစီဖြစ်နေတယ်လို့ပြသခဲ့တာပါ။ဒါဆိုရင်ကရင်တော်လှန်ရေးကိုဥဆောင်ခဲ့သူတွေရဲ့တားဆင်မြေးဆက်ဖွဲ့စည်းတွေကလက်နက်ကန်စီးပွားရေးတမားတွေဖြစ်ဥပြောင်းသွားပြီလား။မြို့သားလွတ်မြောက်ရေးဆိုတဲ့ရွေချက်ကနေနေဆက်ဒေတာကရာဇဝတ်မှုငွေကြေးတွေအောက်မှာပျောက်ကွယ်သွားပြီလားဆိုတာစဉ်းစားစရာပါ။ဒီဖြစ်ရဲ့ကြောင့်မြန်မာနယ်စပ်ကအကြမ်းဖက်ပြဿနာကိုတရုတ်ထိုင်း အမေရိကန်တို့ကပို့ပြီးတော့အိုင်အောင်ဆိုင်လာမှသိကြပါတယ်။ကင်ယူဘက်ကလည်းဖန်စီရမိတဲ့နိုင်ငံသားတွေကိုနိုင်ငံတကာစံနှုန်းနဲ့အညီဖြည့်ရှင်းနိုင်ဖို့ရေးပေါ်ဦးပေါင်းဆောင်ရွက်မှုတွေကိုလုပ်ဖို့အတွက်တောင်းဆိုထားပါတယ်။တိုက်ပွဲကြောင့်ထိုင်းနိုင်ငံဘက်ကိုစစ်ပေးရှောင်တဲ့သူယာနတ်ချီရှိနေပြီးတော့ထိုင်းနိုင်ငံဘက်ကိုလက်နက်ကြီးကြီးတွေတိုက်ရောက်ပောက်ကွဲမှုကြောင့်ထိုင်းနိုင်ငံကတော့တတိပေးပြစ်ခတ်မှုတွေပြုလုပ်ခဲ့ရပါတယ်။ဒေသခံတွေရဲ့ဘဝကဒီကရင်လက်နက်ခိုင်ပြိပခတ်တင်းမာမှုကြောင့်ပို့ပြီးတော့ဆိုးရွားတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။ ငင်းပြည်နယ်ရဲ့ရှုပ်ထွေးမှုကစီးရီးနိုင်ငံရေးထက်ငွေကြေးကြိုးစည်းပွားထုတ်ထွေးမှုဝင်ရောက်လာတဲ့အခါမှာဒေါ်လာရေးရဲ့ဈေးမှန်းချက်တွေပျောက်ဆုံးသွားနိုင်တယ်ဆိုတာကိုလည်းသက်သေပြနေပါတယ်။ငင်းမျိုးသားရဲ့ဂုဏ်သိက္ခာကိုအရင်ရဲ့ဘဲဖွဲ့စည်းကပြန်ပြီးတော့ဆယ်ယူနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမှာပါ။ဒါပေမဲ့လက်ရှိမှာဖန်ဆီးခံထားရတဲ့ကြားဖြန်လုံသားတွေ2000ကျော်ကဒီမင်းလက်ပံရဲ့ကန်းဆက်မှာတောင်းတင်နေတယ်လို့တွေ့ရပါတယ်။ကင်ယူဘက်ကနေရပြန်ဖို့ဖို့စီစဉ်နေပေမဲ့ ိုင်းနိုင်ငံကသာပူပေါင်းလာတယ်လို့သိရပါတယ်။အခုချိန်နေမှာတော့ဒီမိုကရေစီအကျိုးပြုကင်းတက်မတော်ဖြစ်တဲ့ DKPA က Wallin Flulin သုကလိဒေတာတွေကိုမြစ်ဒီလက်နက်ကိုင်အဖွဲ့အစည်းမှဖျက်ဆီးသွားလာခွင့်မပြုဘူးလို့လည်းကြေညာထားပါတယ်။ဒီကြေညာချက်ကိုကြည်ချင်းအဖြစ်ကင်းလက်နက်ကိုင်တွေရဲ့ပြိပခပုံမတင်းမှလာတယ်လို့တွေ့ရပါတယ်။ American ကတော့ DKPA ထိပ်တန်းကောင်းဆောင်တွေဖြစ်တဲ့ Dosti Sosan Aung, Sos Sein Win နဲ့ Sain Jor La တို့ကိုကြားဖြန့်ကိစ္စတွေမှာပါဝင်ပတ်သက်မှုနဲ့ပိတ်ဆို့အရေးယူကြောင်း ဒီဒေတာကအကြံဖြန်လုပ်ငန်းတွေဆက်ဆက်သူတွေကိုစုံစမ်းဖော်ထုတ်အပြစ်ပေးရေးယူနိုင်မဲ့လုပ်ငန်းတရက်ပါအကောင့်ထည့်ဖော်မဲ့အကြောင်းကြေညာထားပါတယ်ဒီကီဘီကတော့သူထိန်းချုပ်နယ်မြေအတွင်းမှာဘယ်သူဖြစ်ဖြစ်အထူးသဖြင့်တရုတ်တွေကိုခေါ်လာခြင်းတွေ့ရှိပါကဖမ်းဆီးရေးယူမည်ဖြစ်ကြောင်းလည်းထုတ်ပြန်ထားပါတယ်ခုလိုမျိုးထုတ်ပြန်ချက်တွေထုတ်ထားပေမဲ့ဒီအကြံဖြန်ခေါင်းဆောင်တွေကလည်းဒီထိုင်းနိုင်ငံဘက်ကိုပြန်ပို့ခံရတဲ့အခါကျရင်ဒီတရုတ်နိုင်ငံကိုထပ်ပြီးတော့တဆင့်ထပ်ပို့ခံရပြီးတော့ရေးယူခံရတဲ့ ခြေနေမျိုးတွေဖြစ်လာနိုင်တာကြောင့်တပ်ပြန်ကောင်းဆောင်တွေကလည်းလက်ထိုးပြီးတော့မြန်မာပြည်တွင်းထဲကိုပြန်ပြေးနေတာမျိုးတွေရှိပါတယ်။အဲဒီနောက်မှာလည်းဒီစစ်ကောင်စီကဟန်အမာရောင်း900ကျော်လောက်ထိဖမ်းမိထားတယ်ဆိုတဲ့သတင်းတွေလည်းတွေ့ရပါတယ်။အခုချိန်မှာကြားပြန်လုပ်ငန်းကတွေဖမ်းမိထားတဲ့ရောင်း2000ကျော်လောက်ကမင်းလက်ပံရဲ့ကန်းဆက်မှာတောင်းတနေနေရဖြစ်ပါတယ်။အဲဒီတောင်းတနေတဲ့ရောင်း2000ကဘလိုမျိုးပြန်ပို့ရမလဲဆိုတာကတော့စဉ်းစားစရာပါ။ဒီထိုင်းနိုင်ငံကလည်းပူပေါင်းတဲ့နေရာမှာထိုင်းနိုင်ငံတနင်္ဂနွေနေ့ကသာပူပေါင်းတာဖြစ်ပြီးတော့ကင်ယူဘက်ကလည်းဒီအယောက်2000ကျော်ကို ဘလို့ဆက်လုပ်မလဲဆိုတာတော့စိတ်ဝင်စားစရာကောင်းနေပါတယ်။လက်ရှိဖန်ခံထားရတဲ့ကြားဖြတ်လုပ်သားတွေတောင်းတင်နေတဲ့အခြေအနေကိုဗီဒီယိုရိုက်ကူးထားတဲ့ဖိုင်တွေလည်းဆိုရှယ်မီဒီယာမှာတက်လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုတွေကိုလည်းကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်ပါ။ thousands hundreds hundreds of thousands of chinese nationals ways to cross the Thai side, but are not being allowed to cross to Thai side. That's the that's where they came from. ဒီလိုညာကြီးမိုးချုပ်အခြေအနေမှာပေါ့နော်ဒီလိုလူတွေထောင်ပေါင်းများစွာနဲ့ရှိနေတာကြီးကတော့အန္တရာယ်တော့များတယ်ခိုက်ရန်ထိခိုက်မှုတွေဖြစ်ပေါ်နိုင်တယ်အခြေအနေ They now do a ways to အခုဘက်က မီးထိုးနေတဲ့ဘက်ကတော့ဒီထိုင်းဘက်ထိုင်းဘက်အချမ်းပေါ့တောင်ရင်းမြေရဲ့ထိုင်းဘက်အချမ်းဒီဘက်ကတော့မင်းလက်ပံပြေးရွာပေါ့ cross to the Thai side So these are Chinese nationals that are forced held against their will, captive inside a scam compound, being forced to scam U.S. citizens billions of dollars. နေနေနော်မဟုတ်နော်ဒီဟိုမြောင်းနိုင်လို့ကဖမ်းတာကတရောက်300ကျော်လောက်ပဲဖမ်းမိပြီမြေဒီ KNU ဖမ်းလိုက်တော့လူရောက်ထောင်ထဲချပြီးတော့ထွက်လာတာဒါတော့မင်းလက်ပံကျွားတဲမှာပဲရှိတယ်ဖွဲ့စည်းပဲရှိတယ် Now they are stuck here by the border, by the river, Moy River. Are not allowed by the Thais to cross. And by the way, this is where most of them crossed. This is where most of them came from. Now they're finally free. with the help of KNU, KNLA, and Combined Forces. They are finally free, but they have only reached the Riverside as of this evening. The whole seems to condemn ဒီတိုင်းနိုင်ငံကလည်းသူတို့စီကိုငင်ရောလာမအောင်ဒီလုံခြုံရေးရရန်တင်းကျပ်ထားတာကိုလည်းတွေ့ရတယ်ပေါ့နော် scam compound organized chinese crime activities but when it finally when we finally take a ခုညင်တွေ့ခဲ့ရတာကတော့ဒီကြားဖြန့်မှာဖမ်းမိထားတဲ့လုံသမားတွေတောင်းတင်နေတဲ့ဗီဒီယိုပဲဖြစ်ပါတယ် ခုချိန်တွေကဒီကင်းပြည်သူတွေအတွက်သို့ရင်သို့ရင်ကြာအချိန်တွေပေါ့နော်။အားကြောင့်လဲဆိုတော့ဒီကြားဖြန့်လုပ်ငန်းနှိမ်နှင်းမှုရဲ့နောက်ွယ်မှာကရင်လက်နက်ကန်ချင်းချင်းပြည်ပကပုံမတင်းမာလာတာဖြစ်ပါတယ်။အဲ့ဒီတင်းမာမှုကဘယ်လောက်ထိဖြစ်သွားမလဲဆိုတာကတော့ကင်းပြည်သူတွေနဲ့အတူတူစောင့်ကြည့်ရမှာပါ။ဒါတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ပြရတယ်ခင်ဗျာ။နောက်ထပ်ဒီကင်ပီနယ်နဲ့ဆက်ဆက်ပြီးတော့ထူးခြားလာတဲ့သတင်းတွေကိုလည်းဆက်လက်တင်ပြပေးသွားပါမယ်။ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာဆုံးသတ်ပြရတယ်ခင်ဗျာ။ ီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။